အမျိုးသားဖြစ်တဲ့သူဟာသားနဲ့သမီးကလေးနှစ်ယောက်ကိုပဲချစ်ပြနေတာကိုတဝင်တူပြီးတော့မိခင်ဖြစ်တဲ့သူဟာဖခင်မသိတဲ့အချိန်မှာကလေးနှစ်ယောက်ကိုအစားအစာတွေနဲ့ပူအိတ်ဆေးထည့်ပြီးတော့နောက်ဆုံးမှာ ိုက်တယ်ပေါ့နော်ဆမ်မိုဆာခေါ်မျိုးနယ်တဲကဗန်ပလာဆိုတဲ့ရွာလေးမှာနေတဲ့အမျိုးသမီးတယောက်ဟာညခရနာရီအချိန်လောက်ပေါ့နော်သူ့ရဲ့သားနဲ့သမီးကိုရွာရိုးကိုပါအောင်ဟစ်ပြီးတော့သူလိုက်ပြီးတော့ရှာနေတယ်ပေါ့နော်ဒီမိခင်ဖြစ်တဲ့သူရဲ့ဒီပြောပြချက်အရာကတော့ညနေ၄နာရီလောက်မှာသူ့ရဲ့သားနဲ့သမီးရာပေါ့နော်ဆွန်သွားလှုပ်အောင်မယ်ဆိုပြီးတော့တဲ့ခွင်ခွင်တောင်းပြီးတော့တဲ့အိမ်ကနေပြီးတော့ ကစားဖို့အတွက်ထွက်သွားတယ်ပေါ့နော်ညနေအချိန်ရောက်တဲ့အထိကိုမှပြန်မလာလို့လူလိုက်ချာနေတာဆိုပြီးတော့မေးဖြစ်တဲ့သူကအဲ့လိုမျိုးရွာသူရွာသားတွေကိုပြောတယ်ပေါ့နော်ငွေကြီးချက်မှနေပေါ့နော်အဲသူသားရဲ့တမီးပြောက်တယ်ဆိုပြီးတော့လိုက်ချာနေတာသူလုံးဝစာလုံးမတွေ့တဲ့နောက်ဆုံးမှာရဲတွေရောလူမှုကေဆေးကြီးအဖွဲ့စည်းတွေရောကိုသူကအကြောင်းကြားလိုက်တယ်အဲ့ခါမှာရဲတွေရောလူမှုကေဆေးကြီးအတင်းကအဖွဲ့စည်းတွေရောက်ရှိလာပြီးတော့ပေါ့နော်ပျောက်ဆုံးနေတဲ့ကလေးနှစ်ယောက်ကိုလိုက်လံပြီးတော့ရှာဖွေတယ်ဒီဘန်ဘလာရဲ့ရွာပတ်ဝန်းကျင်မှာဆိုရင်လည်းမြစ်တွေချောင်းတွေရှိတဲ့အခါကျတော့ဒါမြစ်ချောင်းတွေထဲမှာရေကစားရင်းနဲ့ပဲပြုတ်ကြပြီးတော့ ော့ရင်းနှစ်သေးဆုံးသလားဆိုပြီးတော့ဒီကယ်ဆယ်ရေးအဖွဲ့တွေက နေရာအနှံ့အပြက်လိုက်လံပြီးတော့ရှာဖွေတယ်ပေါ့နော်ညာ7နာရီ17နာရီလောက်ထိကိုလုံးဝကိုအစားအနာကရှာလို့မတွေ့ဘူးပေါ့နော်ဒီလိုနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကလည်းလက်မလျှော့ဘဲနဲ့ဆက်လက်ပြီးတော့ရှာဖွေတဲ့အခါမှာညာ7နာရီ2နာရီလောက်ထိကိုအချိန်ရောက်သွားတယ်အဲ့အချိန်ထိတည်းလုံးဝကိုအစားအနာကရှာလို့မတွေ့ဘူးပေါ့နော်ကလေးနှစ်ယောက်ကိုညနေသွားပြီးဖြစ်တဲ့အခါကျတော့ဒီကယ်ဆယ်ရေးအဖွဲ့တွေကလည်းလက်လျှော့လိုက်ကြတယ်ပေါ့နော်နောက်နေ့မှသူတို့ဆက်ချမယ်ဆိုပြီးတော့ဒီညာဘက်ကိုရှာဖွေမှုကိုသူတို့ရန်နာလိုက်တယ်အဲမိုးလင်းတဲ့အခါကျတော့အဲ့ဒီဘန်ပလာယူအာမာနေတဲ့ဒီငားရှာဖားရှာတဲ့ဦးလေးတယောက်ကပေါ့နော် ဒီရွာရဲ့အရှေ့ပိုင်းမှာရှိတဲ့ချောင်းထဲကိုသူငါးပွားပြီးတော့ရှာတယ်အဲငါးပွားရှာတဲ့အချိန်မှာပဲပေါ့နော်ချောင်းထဲမှာမနေ့ကပျောက်ဆုံးနေတဲ့ ကန်တဲ့ကဲကိုရဲ့ဒီမောင်နှမနှစ်ယောက်ရဲ့ရုပ်အလောင်းကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီခါမှာဦးလေးကြီးကလည်းပေါ့နော်တခါလဲအပြေးအထွားနဲ့ရွာထဲကိုဝင်ပြီးတော့မင်းရပြောက်ဆုံးနေတဲ့ကလေးမြောင်ရဲ့ရုပ်အလောင်းကိုရွာအရှိပိုင်းကချောင်းထဲမှာတွေ့တယ်ဆိုလဲဟာကိုပေါ့နော်ရွာလည်းအဲ့ကလူတွေကောဘာလူကြီးကောတက်ဆိုင်ရာတွေအားလုံးကိုသူကသတင်းပို့လိုက်တယ်အဲ့တော့အဲ့ဒီကလေးမြောင်အလောင်းရှိတဲ့နေရာကိုကဲစဲကြီးရောရဲတွေကောရောက်ရှိလာပြီးတော့ပေါ့နော်တိတိကျကျစစ်စစ်ပြီးတော့အလောင်းလေးကိုလည်းစိတ်ယုံကိုတည်ဆောင်သွားတယ်ပေါ့နော်စိတ်ယုံတဲ့အခါကျတော့စစ်စစ်ချက်တွေပါလေပြုတ်လောက်တာပေါ့နော်အဲ့ဒီခါမှာထူးခြားတာဘာဘွားတွေ့တယ်လဲဆိုလို့ရှိရင်အကယ်၍သာ ဒီကလေးမြောက်ကရေနစ်ပြီးတော့သေဆုံးတယ်ဆိုလို့ရှိရင်အဆုတ်တွေလည်းကိုရေဝင်ထားတယ်ဆိုလည်းလက္ခဏာလေးကိုမြင်တွေ့ရမယ်ပေါ့နော်အဆုတ်ထဲကိုရေဝင်နေတဲ့လက္ခဏာကိုလည်းမမြင်တွေ့ရဘူးပြီးတော့သူတို့မသေဆုံးခင်ကစားတောက်ထားတဲ့ဒီအစာအစာတွေထဲမှာဆိုလို့ရှိရင်နိုးနဲ့ပေါင်ပေါင်စားသုံးထားတာတွေ့ရတယ်အဲ့ထဲမှာထူးခြားတာကပေါ့နော်အိတ်ဆေးတွေလည်းအလွန်အကျွံကလေးမြောက်စလုံးမှာတောက်သုံးထားတာကို အဲတွေးလိုက်ရတယ်ဗောနော်ဒီစစ်စစ်ချက်မှာဗောနော်ဒီကိစ္စရင်းနဲ့ဆက်လင်းပြီးတော့ရဲတွေကလည်းဒါဟာကလေးတွေကသွေးယူတာယူရင်းနဲ့တည်ဆုံးတာလောလောဝါမဖြစ်နိုင်ဘူးအလုံးကြံမှုကြောင့်ကလေးတယောက်ကအသက်ဆုံးဆုံးသွားတာပဲဖြစ်နိုင်တယ်ဆိုပြီးတော့ရဲတွေကကောက်ချက်ချလိုက်တယ်ပြီးတော့ရဲတွေကအလောင်းတွေတွေးရှိတဲ့နေရာဝန်းကျင်ကိုစစ်ဆေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ခြေရာတွေကိုတွေ့ရတယ်။အဲ့ဒီခြေရာဆိုလို့ရှိရင်ကလေးနှစ်ယောက်ရဲ့အုတ်ထင်းသူဖြစ်တဲ့မာလာမီရဲ့ဖက်နှက်ကခြေရာလေးဖြစ်နေတာကိုသိလိုက်ရတယ်။ ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်ရွာထဲမှာအစစ်စေးမင်းမြန်တင့်တဲ့သူတွေကိုလည်းရဲတွေကခေါ်ယူစစ်စေးမင်းမြန်တဲ့အခါမှာဆိုလို့ရှိရင်ဒီရွာအလဲလမ်းမဘေးမှာခုံဆုံဆိုင်မှာနေတဲ့ဒေါ်ကြီးတယောက်ရဲ့ဒီပြောပြချက်အရာကတော့ဗောနော်ဒီခလေးတွေစပြောက်တဲ့နေ့ညနေပိုင်း၄နာရီလောက်မှာတဲ့ဒီမာလာမီဆိုတဲ့ဒီအမျိုးသမီးอ่ะဗောနော်သုံးဘိန်းဆိုင်ခဲ့ပေါ့သူ့ရဲ့ခလေးမြောက်ကိုတင်ပြီးတော့လည်းရွာအခြေပိုင်းဘက်ကိုမောင်းသွားလာဝဲသူဆိုင်ချင်းမှာထိုင်နေတဲ့အချိန်မှာတွေ့လိုက်ရတယ်တဲ့ပြီးတော့ဆိုင်ကေပေါ်မှာပါသွားတဲ့ကလေးနှစ်ယောက်ရဲ့ပုံစံကလည်းဟို အိမ်မုံစုံဝါရုပ်တွေဖြစ်နေတယ်ပေါ့နော်အရန်ဟိုအိမ်ငိုက်နေတဲ့ပုံစံမျိုးတွေကိုမြင်တွေ့ရတယ်တဲ့အဲသူလည်းဘယ်သွားလဲဘာညာလောလှမ်းပြီးတော့နှုတ်ဆက်ပြူးချင်းတော့မလုလိုက်ဘူးပေါ့နော်သူဆိုင်ကယ်နဲ့ဈေးဆိုင်ဈေးရဖြတ်မောင်းသွားတာတော့တွေ့တယ်ဆိုပြီးတော့အဲ့ဒီဒေါ်ကြီးကရဲတွေကိုအဲ့လိုမျိုးထွက်ဆိုတယ်အဲ့တော့ရဲတွေကဆေးရုံကိုခေါ်ပြီးတော့ခလေးတွေကိုဒါစစ်စစ်ချက်ကိုကြည့်လိုက်တဲ့အခါမှာတွေ့ရှိတဲ့လက္ခဏာတွေရဲ့ပြီးတော့အလောင်းတွေကိုတွေ့တဲ့နေရာဝန်းကျင်မှာတွေ့ရတယ်ဒီမာလာမီရဲ့ခြေရာလေးနဲ့ ဆရာတွေရဲ့ပြီးတော့ဒီအတော်ကြီးရဲ့ပြောကြားချက်တွေနဲ့ဆက်လင်းပြီးတော့ဗောနော်လုံးဝဒီမာလာမီဆိုလဲကလေးလေးရဲ့အုတ်ထင်းသူဟိုမိခင်ကိုရဲတွေကမတင်ငါဖြစ်သွားတယ်အဲ့တော့သူ့ကိုခေါ်ယူပြီးတော့စစ်စေးမေးမြန်းမှုတွေလုပ်တာဗောနော်ပထမမှာတော့ तू ဟာ तू တတ်တာမဟုတ်ပါဘူး तू ဘာမှမသိပါဘူးဆိုပြီးတော့စောင့်လွှဲချက်တွေပေးတာဗောနော်အဲ तू သိတာကတော့ကလေးနှစ်ယောက်ညနေပိုင်း၄နာရီလောက်မှာသူ့ရှိကနေပြီးတော့ခွင်တောင်းတယ်ဗောနော်စုံသွားလွတ်မယ်ဆိုပြီးတော့ तू ခွင့်ပြုလိုက်တယ်ညမိုးကျုပ်ရဲ့ဒီသူ့ရှိကိုပြန်မလာတော့ तू လိုက်ရှာပွေလဲဒီလိုပဲ तू လိုက်ပြီးတော့ပြောတာဗောနော်အဲ့တော့နောက်ဆုံးမှာ ရဲတွေကသူတို့ရရှိထားတဲ့အချက်လက်တွေအားလုံးကိုဒီမာလာမီကိုအကုန်လုံးချပြီးတော့ပြလိုက်တဲ့အခါကျတော့မာလာမီလည်းလုံးဝမငင်းတာတော့ပဲနောက်ဆုံးမှာအဲ့ကလေးမျိုးကိုသူတက်လိုက်ပါတယ်ဆိုပြီးတော့သူဝန်ခံလိုက်တယ်ပေါ့နော်အဲဘလို့ပုံစံတက်တယ်လဲဆိုတာဆိုလို့ရှိရင်သူကကလေးနှစ်ယောက်ကိုအရင်ဆုံးအိတ်ဆေးတွေသူတို့ရဲ့စားတဲ့အစားအစာတွေထဲမှာထည့်ပြီးတော့ကျွေးလိုက်တယ်ကလေးတွေလည်းအိပ်ပျော်နေတဲ့အချိန်ဆိုင်ကယ်ပေါ်တင်ပြီးတော့သူတက်မဲ့နေရာကိုခေါ်ဆောင်သွားမယ်ဆိုလို့ရှင်ရွာထဲကသူတွေအားလုံးတိမာဆိုးလို့ပေါ့နော်ခလေးတွေဘို့သူအရင်ဆုံးစေးတိုက်လိုက်တယ် ချိန်ခိုက်ပေါ့နော်အစေးတက်လိုက်တယ်ဆလေးကလေးတွေကအိတ်ချင်စိတ်တွေဖြစ်လာတဲ့အချိန်မှာသူဆိုင်ခဲ့ပေါ်တင်လဲတင်ပြီးတော့အဲပေါ့နော်သူရွာအပြုံခေါ်သွားတယ်ပေါ့နော်ကလေးတွေအိတ်လဲပျော်သွားတဲ့အချိန်မှာသူကလေးများစလုံးကိုအဝတ်တွေနဲ့နှာခေါင်းတွေပါဇက်တွေကိုပိတ်ပြီးတော့ပေါ့နော်အသက်စုလမ်းကြောင်းပိတ်ပြီးတော့သူတက်ပလိုက်တယ်ဆိုပြီးတော့သူပြောတယ်ပေါ့နော်အဲလိုတေဆုံးသွားတဲ့အခါကျမှဒီနေ့တေဆုံးတဲ့ပုံစံမျိုးဖြစ်အောင်ရေထဲကိုသွားပြီးတော့အခုလိုမျိုးပစ်ချထားတယ်ဆိုပြီးတော့သူကအဲလိုမျိုးထွက်ဆိုတယ်ပေါ့နော်အဲအကြောင်းတက်လဲရတယ်လို့ဆိုလို့ရှိရင်ပေါ့နော်ဒီမာလာမီရဲ့ထွက်ဆိုချက်အရာဒမီတွေရဲ့ထွက်ဆိုချက် တဲ့အရာကတော့အဲယောက်ျားဖြစ်တဲ့သူကတဲ့သူ့ရဲ့သားနဲ့သမီးနှစ်ယောက်ကိုပဲပေါ့နော်အရင်ချစ်ပြတယ်တဲ့ ကလေးနှစ်ယောက်ကလည်းအရန်ဆိုးတယ်ပေါ့နော်ဒီကလေးနှစ်ယောက်နဲ့ပတ်သက်လို့ယောက်ျားဖြစ်တဲ့သူကိုဖုံးဆက်ပြီးတော့တိုင်တဲ့ခါတိုင်းနဲ့သူ့ဘက်ကမပါဘူးပေါ့နော်ကလေးနှစ်ယောက်ဘက်ကပဲပါတယ်အဲနောက်ပိုင်းမှာသူ့စိတ်ထဲမှာဘယ်လိုတွေးလာလဲဆိုတော့ငါဒီကလေးနှစ်ယောက်ကိုအကြည့်အောင်တတ်တတ်ပဲငါကြုံတတာပဲရှိတယ်ဆိုပြီးသူ့စိတ်ထဲမှာအဲ့လိုမျိုးအတွေးတွေဝင်လာတယ်ပေါ့နော်ဒါကြောင့်ဒီကလေးနှစ်ယောက်မရှိကမှသူ့ယောက်ျားရဲ့အချစ်တွေကိုသူတယောက်ထဲပဲရမယ်ဆိုပြီးအတွေးသူဝင်လာလို့ပေါ့နော်အခုလိုမျိုးလုံးမီလုံးရတယ်သူလှုပ်လိုက်တယ်ဆိုပြီးတော့မာလာမီယာဖတ်ဆိုတယ်ပေါ့နော်ဒီတက်လိုက်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဖတ်ဆိုတယ် ကလေးနှစ်ယောက်တင်ဆုံးသွားတဲ့အခါကျတော့လေမြို့မှာရောက်ရှိနေတဲ့အဲအလုသွားလုပ်နေတဲ့အဖေဖြစ်တဲ့သူကအဲ့ဒီရွာလေးကိုပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အခါမှာဒီရဲတွေကိုပြောပြတာပေါ့နော်ဒီမာလာမီနဲ့ဒီကလေးနှစ်ယောက်နဲ့ပတ်သက်တဲ့အကြောင်းတွေပြောပြတဲ့အခါမှာဒီဖခင်ဖြစ်တဲ့သူရဲ့ပြောပြချက်အရာကတော့ကလေးလေးနှစ်ယောက်ကတဲ့သူ့ရဲ့အမေကပေါ့နော်သူတို့ငငယ်လေးတွေကဒီကင်ဇာယောဂါနဲ့ဆုံးပါသွားတယ်တဲ့ဆုံးပါသွားတဲ့အခါမှာပေါ့နော်နောက်ပိုင်းမှာဒီမာလာမီဆိုတဲ့သူအမျိုးသမီးနဲ့သူတွေ့တယ်ပေါ့နော်အစပိုင်းမှာတော့အားလုံးအဆင်ပြေတယ်တဲ့မာလာမီကိုလည်းပေါ့နော်သူ့ရဲ့သားနဲ့သမီးကိုမိခင်ရင်တဖွဲ့ဆောက်ချောင်းနိုင်မယ်လို့သူယုံကြည် ည်ရဲတဲ့ဒါကြောင့်လို့ပေါ့နော်စိတ်ချလက်ချနဲ့သူကလေးညောက်ကိုသူနဲ့အပ်ပြီးတော့မြို့မှာသူအလုတ်သွားပြီးတော့လှုပ်တယ်ပေါ့နော်လားဆင်နိုင်တဲ့ပုံမှန်နောက်မှာရှိနေတဲ့ကလေးနှစ်ယောက်အတွက်နဲ့သူမိမအတွက်ကိုသူပုံမှန်ထောက်ပံ့နေပေါ့နော်အမကြခဏဆိုသလိုတော့ဖုန်းဆက်ဆက်လာပြီးတော့တဲ့ဒီမာလာလီယာပေါ့နော်ကလေးနှစ်ယောက်နဲ့အကြောင်းတွေကိုတိုင်တယ်တဲ့ကလေးညောင်ကတော့သူပြောတာစိုးတယ်လို့တော့ပြောတာပဲပေါ့နော်ကျွန်တော်ကလည်းကျွန်တော်သားရဲ့သမီးတွေကိုတတ်နိုင်တယ်လို့လည်းတွင်တင်ဆုံးမှမှုတွေအဝေးကနေပြီးတော့လောက်တာမျိုးတွေတော့ရှိတယ်ဒါပေမဲ့သူ့စိတ်ထဲမှာပေါ့နော်မာလာလီထင်နေတာကကလေးညောင်ကိုပဲချစ်တ 都我们全部。 ဟိုဆိုတဲ့အကြောင်းလေးကိုဖုတ်ဆက်တိုင်းမကြခဏသူပြောလေတော့ရှိတယ်ပေါ့နော်အဲဒီကလေးနှစ်ယောက်ကိုသူကလည်းဘာကြောင့်အလိုလိုက်ရတာလဲတချို့အလိုလိုက်တဲ့အပိုင်းလေးတွေလောရှိတာပေါ့နော်အဖြစ်ဖြစ်တဲ့သူကဘာကြောင့်အလိုလိုက်ရတာလဲဆိုလို့ရှင်ဒီကလေးနှစ်ယောက်ကအဖခင်မေတ္တာနဲ့လည်းသူကဝေးနေတယ်ပြီးတော့မိခင်မေတ္တာကိုလည်းကလေးလေးကလုံးလုံးလောက်လောက်မရဘူးဒါကြောင့်သူအဝေးကနေပြီးတော့သူတက်နိုင်သလားပေါ့နော်ဖခင်မေတ္တာရောမိခင်မေတ္တာရောသူပေးတယ်ပေါ့နော်အလိုလိုက်တဲ့အပိုင်းလေးတွေလည်းရှိတယ်ပေါ့နော်ဒါတွေကိုဟိုသူ့ရဲ့မိမဖြစ်တဲ့မာလာလီယာကြည့်မရဖြစ်ပြီးတော့အခုလိုမျိုးကလေးတွေကိုလုတ်ပစ်တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ ယောက်ျားဖြစ်တဲ့သူကလည်းသူ့ရဲ့အမိန်လေးကိုကုလို့ပြောပြတယ်ပေါ့နော်နောက်ဆုံးတော့လည်းဒါပြစ်မှုကျွလုံနဲ့မာလာလေးကိုထောင်တန်းတတတကြုံချမှတ်တယ်လို့သိလိုက်ရတယ်ပေါ့နော်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာလည်းအခုလိုမျိုးဖြစ်ရတဲ့အလားတူဖြစ်ရတယ်လည်းမကြခဏဖြစ်ပြတာလေးကျွန်တော်တို့ကြားဘူးတယ်ပေါ့နော်မိတွေးကောင်းတဲ့ဆိုတာကကျွန်တော်တို့ဒီရာဇဝင်ထဲမှာဆိုလို့ရှင်ဗီဒီယိုတော့ဂေါ်ဒမီပဲရှိတယ်ပေါ့နော်အဲတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေလည်းကိုမသားတွေတမီးတွေရှိတယ်အနောက်အိမ်တော်ပြုမယ်ဆိုလို့ရှင်တော်ယူမှာစဉ်းစားဖို့လိုတယ်ပေါ့နော်ကိုလက်ထက်မဲ့ယောက်ျားတော်လည်းကောင်းအမျိုးသမီးတော် ်လည်းကောင်းခုမှရှိနေတဲ့သားရည်သမီးတွေနဲ့အဆင်ပြေနေနိုင်လားဆိုတော့ကထည့်ပြီးတော့တွေ့တော့ဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့တင်ဆက်ပေးတဲ့ဘုကင်းဖြစ်မှန်ကြောင်းရလေးကတော့ဒီညနေပြီးဆုံးတော့ပါပြီခင်ဗျာအဆုံးထိအောင်နားသိခန်းစားပေးကြလဲကြီးစုသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ